ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဒီနေ့ကတရဇလန်2025ပေါ့နော်ကျွန်တော်ရဲ့ရေဘော်ကြီးဒီ channel ကနေပြန်လဲကြိုးစားပါရစေအဲ့တော့အစီအစဉ်လေးမတင်ဆက်ခင်ကျွန်တော်မိတ်ဆွေတွေဆေးရချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပါစေလို့ဥစ္စာပရမအဆုံးအမတောင်းပါတယ်မနေ့ကတော့ကျွန်တော်ကိစ္စလေးတစ်ခုရှိလို့ပေါ့နော်ကိုကြီးကကိစ္စလေးတစ်ခုရှိလို့ကျွန်တော်မနေ့ကမတင်ပြလိုက်ပါဘူးအဲ့တော့အဲ့ဒါတောင်းပါပါတယ် အော်ဒီနေ့တော့ကျွန်တော်အကြောင်းအရာနှစ်ခုအစီအစဉ်ထားတယ်ပေါ့နော်ပထမတစ်ခုကတော့နိုင်ငံတကာနဲ့ပတ်သက်တာဒုတိယတစ်ခုကတော့မေအောင်နိုင်တို့ရဲ့လှည့်ခွက်တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးစပြောမှာနိုင်ငံတကာအကြောင်းအရာပေါ့နော်အဲ့ဒီအကြောင်းအရာလည်းဒါတော်တော်လေးလေးနက်ပြီးတော့မှအရေးကြီးတဲ့ခေါင်းစဉ်တစ်ခုဖြစ်တယ်ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရှားမှာပြိပခါတွေကျွန်တော်တို့မာဗီယာမြောက်အပြောင်းလဲတွေရကျွန်တော်တို့မြန်မာနိုင်ငံရဲ့တော်လိုင်းအနာဂတ်ကို ဘလို့တက်ရောက်နိုင်တယ်လဲဆိုတာပေါ့နော်ကျွန်တော်ရှုထောင့်ပေါင်းစုံကနေသုံးသပ်ပြီးမှဖြစ်ပါတယ်အဲ့ဒီကနေ့ကဘာကြီးကအမေရိကန်ရဲ့အရေးပေါ်မူတည်ပြီးတော့မှကဘာကြီးကခီးဆက်နေတဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်းနဲ့အဲ့တော့အခုအမေရိကန်ပြည်တော်စုမှာဖြစ်နေတဲ့ပြက်ကိစ္စတွေရတယ်ဟိုထူးခြားဖြစ်စဉ်တွေပေါ့နော်ထူးခြားဖြစ်စဉ်တွေရတယ်တခု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 တိုးတိုးလာအခုမကြသေးခင်ကအဖြစ်ပြက်နှစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပရမတ်တခုက ဒီကာဝေးဝင်ကာဝေးဌာနပေါ့နော် Department of Defense အဲ့ဒါကိုနာမည်ပြောင်းလိုက်တာရှိတယ် Department of War ပေါ့နော်အဲ့လိုမျိုးပြောင်းလိုက်တယ်ပေါ့နော်အဲစစ်ဌာနကြီးအရင်တုန်းကတော့သူကကာဝေးဌာနအခုကာဝေးဌာနကာဝေးလုံးဝမဟုတ်တော့တဘောရတယ်နော်စစ်ဌာနကြီးနော်အဲ့ဒါကိုနာမည်ပြောင်းလိုက်တာရဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ကဘာရဲရဲမှာတာဝန်ထမ်းဆောင်နေတဲ့ခေါင်းဆောင်ကြီးတွေခေါင်းဆောင်တွေပေါ့နော်စစ်ခေါင်းဆောင်တွေ ရှစ်ခေါင်းဆောင်နေ800နီးပါးကိုဒါအရေးပေါ်စုဝေးပြီးတော့မှဒါ warrior ethos ပေါ့နော် warrior ethos ဆိုတာစစ်တီစစ်သားစိတ်တက်စစ်တီစိတ်တက်ပေါ့နော်ဒါကိုအသားပေးပြီးတော့မှပြောသွားတာတွေ့ရတယ်ပေါ့နော်ဒါတွေကပြောလို့ရှိရင်ပုံမှန်ပုံစံမျိုးမဟုတ်ဘူးပြနော်ဒါဟာအမေရိကန်ကသူ့ရဲ့နိုင်ငံခြားရေးမူဝါဒ ကာကွယ်နေခြင်းဆိုတာတဲ့သူကတိုက်ခိုက်ခြင်းနဲ့တိုက်ခိုက်ခြင်းဆိုတဲ့စီကိုပေါ့နော်ဒါတိတိတသာပြောင်းလဲနေပြီလားဆိုတဲ့အခြေအနေကိုတွေ့တွေ့ရတယ်နော်အဲ့တော့တိုက်ခိုက်မဲ့အရေးအယောင်နေလားဆိုတာကိုကျွန်တော်တို့အဲတတိပေးခေါင်းလောင်းတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးတွေ့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပြောင်းလဲတွေကကမ္ဘာကြီးကိုဘယ်လိုတက်ရောက်နိုင်တယ်လဲလို့ကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာအမေရိကန်ကစစ်ဌာနကြီးလို့အမည်ပြောင်းလိုက်တာကျွန်တော်အထင်တော့တိုက်ရိုက်ကတော့တရုတ်ကို ဥတီလိုက်တာလို့ရှုမြင်လို့ရတယ်။ဂျန်နာတွေကသူနဲ့တိုက်ရိုက်ထိတ်တိုက်ရင်ဆိုင်နိုင်တဲ့နိုင်ငံမရှိဘူး။အဲ့တော့တရုတ်ကိုဥတီလိုက်တာတော့ရှုမြင်လို့ရတာပေါ့နော်။အဲ့တော့တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကိစ္စမှာအမေရိကန်ကပုံပြီးတော့မှတောင်တင်းနဲ့ရက်တီချက်ကိုလှုပ်လာနိုင်တယ်။တရုတ်ကလည်းအရှုံးမပေးဘဲနဲ့ပေါ့နော်။ပုံပြီးတော့မှတင်းပါလာနိုင်တဲ့အနေအထားမျိုးတွေရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ဒီချိန်တွေကကျွန်တော်တို့ Indo-Pacific ဒေတာကိုပို့ပြီးတော့မှပူလောင်ပါစေလိမ့်မယ်အဲ့တော့မြန်မာနိုင်ငံကလည်းတရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက်ဒီမှာအင်အားကြီးနိုင်ငံနဲ့နိုင်ငံရဲ့ပြိုင်ဆိုင်မှုရဲ့ရိုက်ခတ်တွေရိုက်ခတ်မှုတွေကတော့ကျွန်တော်တို့တိုက်ရိုက်ကိုခံစားရနိုင်တယ်ဗျเนาะဒါလာမဲ့အနာဂတ်မှာဖြစ်လာနိုင်ကြီးပေါ့เนาะအဲ့တော့အစာပြိုးမှုနဲ့အဖြစ်ပြက်ပေါ်ထွက်မှုဟာကျွန်တော်တို့ကမ္ဘာသမိုင်းတွေအရာဆိုလို့ရှင် အနည်းဆုံး2နှစ်3နှစ်5နှစ်ထိတော့နှစ်ချီကြာတယ်ဗျเนาะ ဒါကအစာပြုံးမှုတော့မဟုတ်တော့ဘူးကျွန်တော်တို့ကအလဲအဆင့်တိเนาะအာပရိဝကဖြစ်စဉ်ကြီးတစ်ခုဖြစ်ဖို့အတွက်အလဲလက်အဆင့်တိရောက်လာတဲ့အနေအထားမျိုးပြာเนาะအစာပြုံးမှုထက်ကျော်လွန်လာတဲ့အနေအထားမျိုးတော့တွေ့ရတယ်เนาะအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ရယူကရိန်းစစ်ပွဲယူကရိန်းစစ်ပွဲကနိုင်ငံတကာရဲ့ပြောရလို့ရှိရင်အာယုံစူးစိုက်မှုကိုလုံးဝဖန်ဆားထားစေအခြေအနေမှာရှိရတယ်။အမေရိကန်ကလည်းယူကရိန်းကိုလက်နက်ထောက်ပံ့မှုမှာဒါဥရောပကိုပို့ပြီးတော့မှာတာဝန်ယူပြားပေးခိုင်းတာလေးရှိရတယ်။ ဒီ NATO ရဲ့เนาะ NATO ရဲ့အကူအညီနဲ့ရုရှားစီကနေမြေတွေပေါ့เนาะအခုကျွန်တော်တို့ရုရှားကတင်ထားတဲ့နေမြေတွေကိုပြန်ပြီးတော့မှသိမ့်ပိုက်နိုင်လိမ့်မယ်ဆိုပြီးတော့မှအမေရိကန်ကကြုံဝါထားတာလည်းတွေ့ရတယ်ပေါ့เนาะအဲ့တော့ Ukraine ကိုတကယ်လို့အမေရိကန်ရဲ့အကူအညီကရော့သွားမယ်ဆိုရင်ရုရှားကအသာစီးရသွားနိုင်တယ်အဲ့တော့ NATO အဖွဲ့ဝင်ဖြစ်တဲ့ပိုလန်လိုနိုင်ငံတွေရဲ့လုံခြုံရေးကိစ္စတွေကလည်းဒါပို့ပြီးတော့မှမရင်မြာဖြစ်လာတယ်ပေါ့အခုအဲရုရှားကလည်းပိုလန်ကိုရန်စကျင်တယ်လို့ သဘောမျိုးတွေကျွန်တော်တို့သွားတွေ့ရ drone တွေပါတယ်เนาะမောင်းသူမဲ့ drone တွေလေ drone တွေသွားပြီးတော့မှပိုလန်ရဲ့လေပိုင်နဲ့ထဲဝင်သွားတာတွေရှိတယ်အဲ့ဒါမျိုးတွေရှိတယ်ပေါ့เนาะဒါကတစ်ခုပေါ့နောက်တစ်ခုကတော့ American ရဲ့ခုနပြောတဲ့ကျွန်တော်တို့ Warrior Ethos ပေါ့เนาะ City State ပေါ့เนาะ American ရဲ့ဒီမိုဝါရကအီရန်ကိုလည်းတိုက်ရိုက်ပြစ်မှတ်ထားတဲ့စစ်စင်ကြီးတွေလုံလာနိုင်တယ်လို့လည်းခံမှန်းလို့ရတယ်ပေါ့เนาะအီရန်ရဲ့နျူကလ িয়ার စီစဉ်တွေဒေတာရင်းကသူတို့ရဲ့ကိုယ်စားလှယ်တွေအပေါ်မှာဒါအလျှော်တင်းမလုပ်ခွင့်နဲ့ ချက်ချင်းတုံ့ပြန်တာမျိုးတွေလည်းလုံလာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုလုံလာလို့ရှိရင်အရှိလေပိုင်းဒေသတခုတော့ကတော့စစ်ပွဲထဲကိုရောက်သွားတယ်လို့မျိုးဖြစ်သွားနိုင်တယ်ပေါ့နော်နောက်အခုဖြစ်နေတာပါလက်စတိုင်းဘိတ်ကိစ္စပါလက်စတိုင်းကိစ္စမှာလည်းလက်ရှိပြည်ပခန့်တွေကတော့တော်တော်လေးကိုရှုပ်ထွေးနေတဲ့အခြေအနေရှိတယ်အဲ့တော့အမေရိကန်ရဲ့တွန်းအားကစီရေးအင်အားကိုအခုအခြေခံလာတဲ့အခြေအနေဖြစ်သွားတယ်နော်စီရေးအင်အားကိုအခြေခံလာပြီးတော့မှသူကခွန်အားနဲ့ပေါ့နော်သူ့ရဲ့ power နဲ့ပေါ့နော်သူ့ရဲ့ power နဲ့သူကငြင်းငြင်းကြီးကိုဥတီချင်တာ သူ့ရဲ့အင်အားနဲ့သူ့ရဲ့ပါဝါနဲ့သူ့ရဲ့စည်ရေးအင်အားနဲ့သူငင်းငင်းယူဦးတည်ခြင်းနဲ့အတွက်တန်တမန်ရေးထပ်ပိုပြင်းထန်တဲ့နီလန်းနေပေါ်လာနိုင်တယ်လက်ရှိလည်းအဲ့လိုမျိုးလုံနေတဲ့အခြေအနေတွတ်တွေ့ရအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီနေတန်ယာဟုနဲ့ဒိုနယ်ထရန့်နဲ့ဒါသဘောတူညီချက်တွေရသွားတယ်ကျွန်တော်ဒီပါလက်စတိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့ဒီမှာအချက်20အချက်20ပါတယ်အဲ့အချက်20ကိုဟာမတ်စ်တွေကလက်ခံရအောင် ်အာမတ်စ်ရဲ့လက်ခံနာနဲ့ချက်ချင်းအဲ့ဓာရီကိုအကောင့်ထဲပို့မယ်နောက်ဆုံးပါလက်စတိုင်းနိုင်ငံထူထောင်ရေးအထိလမ်းဖွင့်ပေးထားတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကလည်းအရှိလေပိုင်းမှာလည်းအဒီပြဿနာတွေကပြောရလို့ရှိရင်အမေရိကန်ကပါဝါနဲ့စည်ရေးအင်အားနဲ့ငြိမ်းချမ်းရေးကိုဥတီစေတဲ့ပုံစံမျိုးတွေလောက်လာနိုင်တဲ့အခြေအနေတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါတွေကတော့ကဘာကြီးပေါ်မှာဒီကနေ့လက်ရှိဖြစ်နေတဲ့ကဘာရဲရဲကပြဿနာတွေပေါ့နော်ပါလက်စတိုင်းအရေးရှိမယ်ယူကရိန်းအရေးရှိမယ်အခုပိုလန်ပြန်ပိုလန်တက်လာတယ်ပေါ့နော် ိုလန်တက်လာတယ်နောက်တစ်ခုတရုတ်နဲ့အမေရိကန်နဲ့ထိတိုက်တွေ့မှုတွေပေါ့နော်ဟိုထိုင်ဝမ်ပေါ့နော်ဒီရေးရှိမယ်ဒါတွေကကဘာကြီးပေါ်မှာဒီကနေ့အဲကဘာစာမျက်နှာပေါ်မှာနေရာယူထားတဲ့ဟာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့မြန်မာတော်လိုင်းကြီးကတော့ကဘာစာမျက်နှာပေါ်မှာတိတ်တော့မရှိဘူးရနော်အဲ့တော့ကဘာကြီးပေါ်မှာမတည်ငြိမ်တဲ့နိုင်ငံတစ်ခုအဆင့်အနေနဲ့ပဲရှိနေတာပေါ့နော်အဲ့ကျွန်တော်တို့မြန်မာတော်လိုင်းကြီးနဲ့ကမ္ဘာအခြေအနေကိုချိတ်ဆက်ကြည့်မယ်ဆိုရင်အဲ့တော့ဒီနေရာကအရေးကြီးဆုံးအခြေအနေကိုတော့ ရောက်တော့ရောက်နေပြီလို့တော့ပြောလို့ရတယ်เนาะအဲ့တော့ခုနကကျွန်တော်ပြောသလိုပဲကမ္ဘာကြီးရဲ့အာရုံစိုက်မှုကယူကရိန်းရှိတယ်ရှေ့လယ်ပိုင်းရှိတယ်ထိုင်ဝမ်ရှိတယ်အဲစသဖြင့်ပေါ့เนาะဒီလိုနေရာမျိုးတွေမှာအဲထိတ်ဆုံးမှာရောက်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နိုင်ငံအခြေအနေကဒီချက်ပုံပြီးတော့မှနိုင်ငံတကာကိုเนาะနိုင်ငံတကာရဲ့အာရုံကိုเนาะဆွဲဆောင်ထားနိုင်မဲ့နီလန်းတွေကိုကျွန်တော်တို့စဉ်ဆက်မပြတ်ရှာဖွေနေဖို့လိုအပ်ပါတယ်နောက်တစ်ခုကဒီအမေရိကန်ရဲ့စစ်ဌာနကြီးမူဝါဒဟာ ြောရလို့ရှိရင်ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတက်သူကပထဝီအဲပထဝီနိုင်ငံရေးနဲ့စီးပွားရေးအကျိုးစီးပွားပေါ့နော် geopolitics နဲ့ economic interest ပေါ့နော်အဲ့ဒါကိုပို့ပြီးတော့မှသူကအဲအလေးထားပြီးတော့သွားနေတဲ့သဘောမျိုးတွတ်တွေ့ရတယ်အဲ့တော့မြန်မာနိုင်ငံထဲမှာလည်းတရုတ်ရဲ့ဩဇာတွမ်းမှုကအများကြီးရှိနေတဲ့အတွက်အဲအမေရိကန်စိတ်ဝင်စားလာအောင်ပေါ့နော်ကျွန်တော်တို့တရုတ်နဲ့ အဲ power balance ဖြစ်အောင်ဘယ်လိုကစားမလဲပေါ့เนาะကျွန်တော်တို့ရှိမှလည်းအမေရိကန်စိတ်ဝင်စားတဲ့ပစ္စည်းတွေရှိရတယ်ဗျာเนาะဥပမာမြေရှားတထုเนาะမြေရှားတထုအမျိုးရှိတယ်နောက်တရုတ်ကအိန္ဒိယထွက်ပေါက်ကိုအိန္ဒိယထွက်ပေါက်ကိုဥတီပြီးတော့မှလုပ်မဲ့ကြောက်ဖြူစီမံကိန်းဒါကလည်းအမေရိကန်ကဒီကိစ္စနဲ့ပတ်သက်ပြီးလည်းစိတ်ဝင်စားမှုရှိမှာပဲเนาะဒါကိုပိတ်ပင်ဖို့အတွက်ဒါကိုချုပ်ကန်ဖို့အတွက်ပေါ့เนาะ အဲ့တော့ပြောရလို့ရှိရင်အမေရိကန်အတွက်မြန်မာပြည်မှာစိတ်ဝင်စားစရာမရှိတော့ဘူးလားဆိုတော့မဟုတ်ဘူးအမေရိကန်အတွက်မြန်မာမှာစိတ်ဝင်စားစရာရှိတယ်။အဲ့ဒါတွေကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့မှကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့ဒီအမေရိကန်ကိုဆွဲဆောင်ပြီးတော့မှချိတ်ဆက်ပြီးတော့မှနော်ပြောဆိုနိုင်ဖို့လိုအပ်တယ်ပေါ့နော်ပြောချင်တာကတော့တရုတ်ရဲ့အန်ဒီယာဘလောက်ကြီးမားတယ်ဆိုတာကိုထောက်ပြပြီးတော့ပေါ့နော်ကျွန်တော်တို့အချက်ကျကျထောက်ပြပြီးတော့မှအနောက်အစုတည်တည်ချာချာကျွန်တော်တို့ပြောဆိုနိုင်ဖို့လိုအပ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ကဒီမိုကရေစီနဲ့လူ့အခွင့်အရေးထက်ခုနကျွန်တော်ပြောသလိုပထဝီနိုင်ငံရေးနဲ့သူကစီးပွားရေးအကျိုးစီးပွားကိုပို့ပြီးတော့မှဇောင်းပေးလာတဲ့အနေအထားနော်စစ်ဌာနကြီးဆိုတာကလိုအပ်ရင်လိုအပ်တယ်လို့ပြင်းမယ်ပေါ့ဗျာသဘောကတော့နော်အဲ့တော့နောက်ပြီးတော့မွေးစီးပွားနိုင်ငံရေးတွေကိစ္စကလည်းဒါအမေရိကန်ကမျက်စိစပွင့်ဝေးစုနေတယ်နော်ပြီးခဲ့တဲ့ရက်ပိုင်းကပဲထုတ်ပြန်ချက်တွေထုတ်တယ်နော်မြန်မာကပါတယ်ပါတော့ဒီကိစ္စတွေကိုလည်းနှိမ်နှင်းဖို့အမေရိကန်နဲ့လက်တွဲလှုပ်ဆောင်ပါမယ်ဆိုတဲ့ကိစ္စမျိုးတွေဒါမျိုးတွေကိုလည်းကျွန်တော်တို့က အမေရိကန်နားပေါက်အဓိကတော့နိုင်ငံရေးဝန်ကြီးဌာနပေါ့နော်အဲ့တော့အဲ့ဝန်ကြီးဌာနတွေနိုင်ငံနိုင်ငံတကာနဲ့ဆက်ဆံပြောဆိုဆက်ဆံနေတဲ့လူတွေပေါ်မှာအများကြီးတာဝန်ရှိတယ်ပေါ့နော်ဒါကတော့လက်ရှိပြောင်းလဲလာတဲ့အမေရိကန်ပေါ်မှာကျွန်တော်တို့ဘယ်လိုမျိုးအဲညှစ်တွားလာအောင်ဆွဲဆောင်မလဲဆိုတာတော့နော်ဒါဒါအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ကိုချရော့ပေါ်ကိုရက်တည်ရအောင် ။ကဘာကြီးကအခုကရှုပ်ထွေးနေတယ်။ဒါမရေရာတဲ့နော်အခြေအနေတွေအများကြီးတွေ့နေရတယ်နော်။အဲ့တော့တော်လိုင်းရေးကပြောရလို့ရှိရင်နိုင်ငံတကာအကူအညီရဖို့ဆိုတာကျွန်တော်တို့တရားရဂိုင်းလုံးမိမိခုလို့မရဘူး။ကိုကိုဝိုင်ခွန်အားနဲ့ပြည်သူလူထုထောက်ခံမှုကပဲအဓိကကျောတော်နောက်ခံဖြစ်တယ်။အဲ့တော့ပြည်သူလူထုထောက်ခံမှုမကြသွားအောင်အတတ်နိုင်ဆုံးအဖွဲ့အစည်းအသီးသီးကထိန်းထားဖို့လိုအပ်ပါတယ်နော်။အဲ့တော့အတားတွေမကြည့်ကြနဲ့ပေါ့ပြောချင်တာကတော့နော်။နောက်တစ်ခုကတော့ ကျွန်တော်တို့တော်လိုင်းရေးကိုဘယ်လိုဆက်သွားမလဲမာဗျူအမြောက်ဘလူတွေချိတ်ဆက်မှုတုံးမလဲဒါတွေကလည်းအရင်အရေးကြီးတဲ့ကိစ္စတွေပါနော်အဲ့တော့ကမ္ဘာအာရုံစိုက်မှုကိုကျွန်တော်တို့ဆွဲဆောင်ဖို့အကောင်းဆုံးနည်းလမ်းကစစ်မြေပြင်မှာအောင်ပွဲခံခြင်းပဲအောင်ပွဲတိုင်းကနိုင်ငံတကာအထောက်ပံ့ရဖို့အတွက်အင်တာမရေးပါတဲ့ key တော့ချက်ဖြစ်တယ်အဲ့ဒါသဘောပေါက်ဖို့လိုတယ်နည်းမျိုးကိုတကယ်ကိုကျွန်တော်တို့ထိန်းချုပ်ထားနိုင်မှသာနိုင်ငံတကာကကျွန်တော်တို့ကို defector အစိုးရအဖြစ်အသိမှတ်ပြုဖို့အပြည့်အရောက်တယ်အဲ့ဒါသဘောပေါက်ဖို့လိုတယ် ်အခုအဲ့လိုအခြေအနေမျိုးကိုတဖြည်းဖြည်းရောက်လာတာကအေးအေးနောက်တစ်ခုကဘာလဲဆိုတော့အချမ်ဘတ်စစ်ကောင်စီကအခုတရုတ်နဲ့ရုရှားကိုလုံးလုံးလျားလျားကိုပေါ့နော်အမိခိုရတဲ့အဆင့်မျိုးဖြစ်သွားပြီနော်အဖေအဖေနှစ်ယောက်တော်ရတာပေါ့နော်အဲ့တော့နိုင်ငံတကာကိုကျွန်တော်တို့ချင်းကတဲ့အခါမှာအချမ်ဘတ်စစ်ကောင်စီရဲ့လုပ်ရက်တွေဟာဒီတရုတ်နဲ့ရုရှားရဲ့အဲကုညီထောက်ပံ့မှုတွေကြောင့်ဒေတာတွေမတည်ငြိမ်မှုတွေကိုဘလို့ထိခိုက်တယ်နောက်တစ်ခုကတရုတ်ကိုလည်းကျွန်တော်တို့က message ပေးရမှာ main online က လက်ရှိတရုတ်ရဲ့စီးပွားရေးကိုရေရှည်ကာကွယ်မပေးနိုင်ဘူးဆိုတဲ့သတင်းစကားကိုလည်းတရုတ်နားပေါက်အောင်ပြောနိုင်ဖို့လိုအပ်တယ်။အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော် freedom ကောင်တွေကတော့တရုတ်ကိုမကျေနပ်ရင်မကျေနပ်ဘူး။နော်ကျွန်တော်တို့ပြောချင်ရပြောမယ်ပြဿနာမရှိဘူး။ဒါပေမဲ့တကယ်ကျွန်တော်တို့ main icon တွေကတရုတ်ကိုစန့်ကျင်တာထက်နော်တရုတ်ကိုအပြည့်အဝစန့်ကျင်တာလေအကြမ်းဖက်စစ်ကောင်စီလုံရက်တွေဟာတရုတ်အတွက်ရေရှည်မှာအကျိုးစီးပွားကိုထိခိုက်စေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မဟာဒူဟာမြောက်ချင်းပြတ်ဖို့လိုအပ်တယ်။ထိခိုက်စေနိုင်တဲ့အခြေအနေမျိုးဖြစ်အောင်လည်းကိုယ့်ဘက်ကဖန်တီးနိုင်ဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့ပြောချင်တာကတော့အမေရိကန်ဟာအဲဒေါ်အဓိကတော့ဒေါ်နယ်ထရန့်ပေါ့နော်။ဒေါ်နယ်ထရန့်ဟာတစင်းတစင်းနဲ့သူကအင်အားသုံးပြီးတော့မှကဘာကြီးကိုငြိမ်းချမ်းရေးတိစောက်တဲ့အဲငြိမ်းချမ်းရေးကဘာငြိမ်းချမ်းရေးဘိတုခာရှင်တယောက်ဖြစ်ချင်နေတာတော့ကျိန်သေးတယ်။အဲ့ဒီအတွက်ကိုလည်းသူကဘာနဲ့လဲဆိုတော့ပါဝါနဲ့လုပ်တယ်။သူ့ရဲ့အားနဲ့နော်။ သူ့ရဲ့အင်အားနဲ့သူ့ရဲ့အချိန်နဲ့သူကဖိပြီးတော့မှအမိန်ပေးတဲ့ပုံစံအတိုင်းသူသွားဖို့အစီအစဉ်ရှိနေတယ်။ဒါကိုကျွန်တော်တို့ကမိမိရရဘယ်လိုယူမလဲဆိုတာပေါ့ကျွန်တော်တို့ခေါင်းဆောင်နေကောင်းကောင်းအတုံးချနိုင်ဖို့လိုအပ်တယ်ပေါ့နော်။အဓိကဒီရက်ပိုင်းမှာတွေ့လာရတာကကာကွယ်ရေးဌာနကိုစစ်ဌာနကြီးလို့နာမည်ပြောင်းနေကဘာမှာရှိနေတဲ့နိုင်ငံတကာမှာရှိနေတဲ့နော်စစ်ကောင်းဆောင်၈00နီးပါးကိုအရေးပေါ်အစည်းအဝေးခေါ်ယူပြီးတော့မှ Warrior Ethos ကိုရိုက်ထည့်ပေးလိုက်တယ်နော်။ဒါတွေက ထူးခြားတဲ့ဖြစ်စဉ်လေးပေါ့နော်အဲ့တော့ဒါကတစ်ခုပါနောက်တစ်ခုကတော့ကျွန်တော်တို့ပြည်တွင်းသတင်းပါအဲ့တော့ဒီပြည်တွင်းဒီကိစ္စကလည်းတတိထားမယ့်ကိစ္စပဲနော်တိုင်းပြည်ကပြတ်တဲ့ပြတ်တဲ့အနေအထားကိုဥတီသွားနိုင်နေပေါ့နော်အဲ့တော့ဗါလဲဆိုတော့ကျွန်တော်တို့ဒီအော်တိုဘာလာတရက်နေ့ကနေစပြီးတော့မှစစ်သားတွေအပါအဝင်ပေါ့နော်နိုင်ငံဝန်ထမ်းအငြိမ်းစားဝန်ထမ်းအားလုံးကိုအပိုထောက်ပံ့ရေးဆိုတဲ့ခေါင်းစဉ်နဲ့တလောက်ကို၃၃ချက်တိုးပေးလိုက်တယ်တဲ့ တော့နေစားဝင်တန်းတွေကိုတော့6800နဲ့9800ဖြစ်သွားပြီအဲ့တော့နာမည်ပြောင်းသွားပြီပေါ့နော်6800စားမို့တော့9800စားတယ်ဖြစ်သွားတယ်1000ပြောင်းသွားပြီပေါ့နော်ဒါတော့ပြောရလို့ရှိရင်တတိယအကြိမ်ရောက်တိုးပြီတာပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်ကျွန်တော်ဒီအပူထောက်ပံ့ကြီး9000အထိရှိသွားပြီပေါ့နော်9000ဒီရနဲ့အဲ့ဟိုမှာတသိန်းခွဲရမယ်လို့ဆိုလို့ရှိရင်တော့အဲ2သိန်း၄တောင်းပေါ့တခြားထောက်ပံ့တာတွေပါပေါ့၃၄သိန်းတော့ရမှာပေါ့ဗျာเนาะအဲ့တော့ဒီအတွက်လိုအပ်တဲ့ငွေကိုဘယ်လိုထုတ်မှလဲ စိတ်ဝင်စားစရာကောင်းတယ်ဆက်ဖတ်လိုက်တော့လိုအပ်တဲ့ငွေကို digital digital ငွေကြေးနဲ့ပေးမယ်တဲ့ digital ငွေကြေးနဲ့ပေါ့ကဏန်းနေပေးမယ်ပေါ့နော်ကဏန်းနေနဲ့ထည့်ပေးလိုက်တော့ကီပီတို့ဘာတို့တဲ့ကိုဗျာကဏန်းနေနဲ့ထည့်ပေးမယ်အဲ့တော့ကြံတဲ့နေရာတွေအတွက်တော့ငွေဇက်ကူအတိတ်တွေထိုက်ရိုက်ပြီးတော့မှပေးမယ်ဆိုပြီးကြေညာထားတယ်ဒါကတရင်ပေါ့ဗျာဒါကသူတို့ထွက်လာတဲ့တရင်ပေါ့သူတို့ထုတ်ပြန်ချက်စားလိုက်ကျွန်တော်တွေ့ပါတယ်နော်အဲ့တော့ကျွန်တော်တို့အတွင်းပိုင်းကိုတေချာဆက်ပြီးလေးလာကြည့်လိုက်တဲ့အခါကျတော့ ပထမဆုံးအနေနဲ့တွေ့ရတာကတကယ်ကိုစေတနာမှန်ရဲ့လားဆိုရင်မေးခွန်းဖြေကတော့ရှင်းပါတယ်နော်စေတနာမမှန်ပါဘူးစေတနာမှန်တဲ့အလုပ်မဟုတ်ပါဘူးနော်စေတနာမှန်တယ်ဆိုလို့ရှိရင်တိုင်းပြည်ဒီဒီကနေ့ဒီလိုအခြေအနေမျိုးရောက်မသွားပါဘူးနော်ဘာကြောင့်လဲဆိုတော့အခုတို့ပြောနေတဲ့ရွေးကောက်ပွဲကြီးဆိုတာနီးလာတယ်အဲ့ဒီရွေးကောက်ပွဲနီးလာတဲ့အချိန်ကျမှဒီလိုမျိုးလာစာတွေထောက်ပံ့ကြီးတွေတိုးပေးတာဒါဒီကောင်တွေလုံနေကြလို့ပဲเนาะအဲ့တော့သူတို့ရဲ့အမာခံအင်အားစုဖြစ်တဲ့ ဝန်ထမ်းတွေနဲ့ဒါစစ်သားတွေကိုစီယုံတင်းတင်းပြီးတော့မှနိုင်ငံရေးလှည့်ကွက်တစ်ခုဖန်တီးလိုက်တာပဲဒါပဲအဲသူတို့အိတ်ကတည်းကလူပေါ့နော်အဲပြည်သူတို့တကယ်စေတနာရှင်ဒီလိုနီးနဲ့တိုင်းပြည်ပန္နာကိုလွယ်လွယ်နဲ့တုံးလို့မရဘူးတုံးလည်းမတုံးဘူးနော်အဲ့တော့သူကပြောချင်တာကပြောချင်တဲ့ message ကဘာလဲဆိုတော့ဒါမင်းတို့ငါးဘက်မှာရှိရင်အခွင့်အရေးပေးမယ်ဆိုရဲသဘောတရားနဲ့တိုင်းရိုက်သွားတူနေ တော့ဒီနေ့ကဘာပြောရလဲမင်းကင်းပုံမြင်လားကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် reaction ထုတ်ခဲ့သေးတယ်ဝန်တန်းနေနော်ဝန်တန်းကသားသမီးရဲ့နော်အစိုးရကမိဘရဲ့ကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လုပ်သွားတယ်အခုဒီချိုးချိုးတာပဲအဲ့တော့မင်းတို့ကောင်းကောင်းနေမယ်ငါဘက်ပါမယ်ဆိုလို့ရှိရင်တော့မင်းတို့ဒီအခွင့်အရေးရမယ်ပေါ့တဘောကတော့ဒါမျိုးပေါ့နော်အမှန်တကယ်ကတိုင်းပြည်တိုးတက်အောင်လုပ်ရမှာလीနော်ဝန်တန်းကြီးပဲပြေးလို့မရဘူးအဲ့တော့ပြေးတယ်ပေါ့ဘာဖြစ်လဲအဲ့တော့ဝန်တန်းတွေကလည်းခိုက်တန်အပြင်တော့ပြောကြမှာပေါ့ဟုတ်ပြီ ဒုတိယတစ်ချက်ကဘာသွားတွေ့လဲဆို3000တော်တော်များတဲ့ပတ်စံเนาะအဲ့တော့ဝန်ထမ်းတယောက်စစ်သားတယောက်အတွက်ဒီငွေကလောလောဆယ်တော့အခိုက်အတန့်အားဖြင့်အရေးပါနိုင်တာပေါ့ဗျာချက်ချင်းရလိုက်တော့အရေးပါနိုင်တော့ဒါပေမဲ့ခင်ဗျဒီပတ်စံ3000ဆိုတာကဒီကောင်ကြီးရဲ့အရက်တပလင်းပိုးတော်မရှိဘူးဗျာဟောဒီကောင်ကြီးတောင်းနေတဲ့အရက်တွေကခင်ဗျတန်ဖိုးတွေဘလောက်မှန်းတော့ကိုယ်တွေမခံမှန်းနိုင်ပါဘူးเนาะအဲ့လိုချိန်နေမျိုးဘာမှမဟုတ်ဘူးဒီပတ်စံလေးလောကပစ္စည်းလေးဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲ ပင်လေကြီးတဲကရေပေါက်လေးမိုးရေပေါက်လေးတပေါက်စာလောက်ပဲเนาะအနောက်လေးပဲရှိတာအဲ့သူတို့မိသားစုရင်နိုင်ငံသားမှာခင်ဗျာဈေးဝယ်ထွက်တာဈေးဝယ်ထွက်တဲ့နေရာမှာဟိုဘယ်လိုပြောမလဲဗျာစီးရဖက်နဲ့လို့ပြောမလားစီးရဖက်နဲ့မဟုတ်ဖက်နဲ့ကမှဈေးကြီးနေုံပဲเนาะခင်ဗျာ၃00ထက်အများကြီးဈေးကြီးနေတော့ချီအိတ်ဟွန်းချီအိတ်เนาะသူတို့သားသမီးတွေအပြင်ထွက်တဲ့အခါမှာချီအိတ်လောက်တော့တန်ဖိုးမရှိရပတ်စံပါเนาะအဲ့တော့အဲ့လိုအခြေအနေမျိုးပေါ့နော်ဘုံကျုပ်တယောက်ရဲ့သားတွေတမီးတွေနော်ညစာတနက်စားတာခင်ဗျဒေါ်လာ၄900ကုန်ကြတဲ့အချိန်မှာ เนาะတိုင်းပြည်ရဲ့ဝန်ထမ်းတွေစစ်သားတွေကတလာလုံးအတွက်မှာမြန်မာငွေကျပ်300ပဲတူပေးတာသူကဘာလို့ချင်တာလဲကျေးဇူးရှင်ပုံစံဖမ်းချင်တာမင်းကင်းမောင်မြေပြောသလိုသားသမီးနဲ့မိဘပုံဖမ်းချင်တာအဲ့တော့ကျွန်တော်တို့လူထုကလည်းကြက်တဲနေတဲ့အခါကျတော့နည်းနည်းလေးအသက်ရှူချောင်သွားတော့ဘာပဲဖြစ်ဖြစ်เนาะအလွန်ကြီးမားတဲ့ဒါအကူအညီတစ်ခုဖြစ်မှာပဲเนาะအဲ့လိုမျိုးပေါ့စိတ်ထဲကနေချက်ချင်းဝမ်းသာမိမှာပဲအဲ့တော့ဒီကောင်တွေကအဲ့လိုကျေးဇူးရှင်ပုံကဖမ်းနေကြเนาะအဲ့လိုပုံစံကဖမ်းနေကြတယ် ဒါကိုလုံးချင်တာဟာနှစ်ချက်ပေါ့ပရမတ်ချက်ကပါလဲမင်းတို့ငါ့ဘက်မှာရှိရင်ဒီအခွင့်အရေးမျိုးကိုငါတို့ပေးမယ်နောက်တစ်ခုကမှတ်ထားနော်ငါတို့ကမင်းတို့ရဲ့မိဘနော်ယေရှုရှင်ပုံစံပေါ့နော်မင်းတို့ကသားသမီးအဲ့ဒီပုံစံမျိုးရောက်အောင်ရိုက်သွင်းတာဒါဝါရပြန့်ချီတစ်ခုပဲဒါကခင်ဗျားတို့ပါးစပ်နဲ့မပြောဘူးအလုံးရက်တွေနဲ့ဝါရပြန့်သွားတာနော်အဲ့တော့အဲ့နောက်ကွယ်မှာခင်ဗျားတို့ကဘာဒုက္ခရောက်မလဲခင်ဗျားတို့ကျွန်တော်တို့ကအတူတူပါပဲเนาะကျွန်တော်တို့ပြည်သူတွေကဘာဒုက္ခရောက်မလဲဆိုတော့ဒီလစာတိုးပြီးဖို့အတွက်ငွေပေးရရတယ် ခင်ဗျာဒီလောက်တိုင်းပြည်စီးပွားရေးကြဆင်းနေတဲ့အချိန်မှာလာစာတိုးပြီးတယ်အပူဝေးဗျာလာစာတိုးပြီးတယ်ဆိုတာကကုံစင်းတော့ကရက်တန့်ပြီးတော့မှဒီပေါ်တော့ကျွန်တော်တို့ GDP ကမြင့်လာမှလာစာတိုးပြီးတာအရာရောက်တာကျွန်တော်တို့တိုးတက်လာတယ်ပေါ့နော်တိုးတက်လာတယ်ကုံစင်းတော့ဒီတိုင်းပဲကျွန်တော်တို့လာစာတွေပိုရလာတယ်အဲ့တော့ကျွန်တော်တို့ပိုရှန်လာတယ်အဲဒါမှကျွန်တော်တို့ဘဝတွေကတိုးတက်လာတယ်အခုဒီလာစာတိုးပြီးဖို့ဒီလောက်စီးပွားရေးကြဆင်းနေတဲ့အချိန်မှာဒီငွေတွေဘယ်ရရအောင် အဲ့တော့သူတို့ကိုယ်တိုင်ပဲဝင်ခံထားတာပါပဲเนาะငွေဆက်ကူရိုက်ထုတ်မှာပါပဲเนาะငွေဆက်ကူရိုက်ထုတ်မယ်တဲ့เนาะအဲ့တော့ဒါကဘာလဲဆိုတော့စီးပွားရေးကကိုယ်လယ်ပင်ကိုကိုကျိုးကွင်းဆွတ်တာနဲ့အတူတူပဲအဲ့တော့သူ့လယ်ပင်တော့ဆွတ်တာမဟုတ်ပါဘူးကျွန်တော်တို့လယ်ပင်ဆွတ်တာပေါ့เนาะဈေးကွက်ထဲမှာကုန်စည်ထုတ်လို့မှုကတိုးမလာပဲနဲ့ငွေဆက်ကူတွေကခင်ဗျအများကြီးရိုက်လိုက်တဲ့အခါဘာဖြစ်မလဲငွေကြေးတံမှုအကြီးကြီးကျမှာပေါ့အဲ့တော့ကုန်စည်တုံးကစမလာတက်သွားမှာပဲအဲ့တိုက်လိုက်တက်လာမှာပဲဒါပဲလိုက်တက်လာမှာပဲเนาะအဲ့တော့ဘာလဲဆိုတော့တစ်ဖက်က ခင်ဗျားတို့လက်တစ်ဖက်နဲ့လက်တစ်ဖက်ထဲကနေပြခင်ဗျားတို့အဲပတ်စံသုံးသောက်ထည့်ပေးလိုက်တယ်။ကျန်တဲ့လက်တစ်ဖက်ထဲမှာရှိနေတဲ့ကုံစုံဆိုင်က C တို့ဆန်တို့ကြက်တုံတို့ဒါအခြေခံစားတော့ကုန်တွေကဒုံးလို့9000ဘူးလောက်တက်သွားတယ်။ရလက်ကပါဖြစ်တယ်။အတူတူပဲ။ဟောအတူတူပဲဘာမှခင်ဗျားကိုအတွက်ပူရှင်လာတယ်ဆိုတာမရှိဘူး။အဲ့ဒီလိုလာစားတိုးပြီးတော့မှကိုအတွက်ပူရှင်လာတယ်ဆိုမှဒီကကတိုက်တီကတိုးတက်တယ်။အခုကခင်ဗျားတိုက်တီကကုန်းကောက်เสียမှရှိအောင်ဆင်းရဲနေတဲ့အချိန်တော့ ဒီပစ္စံ3000လောက်လာတယ်လူရေအများကြီးနဲ့ဆိုလို့ရှင်အများကြီးပဲအဲ့တော့ तू ကနော်ရိုက်ထုံးมาရတော့มาလीအဲ့တော့ရိုက်ထုံးရင်သိကြတယ်ထုံးပုံကနဲပြီးတော့มาဒီငွေတွေကပေါင်းပွားလာလို့ရှင်ကုန်စင်းတော့တက်ပြီပေါ့ဒါကတော့သူ့ရဲ့ theory ပဲနော် theory ပဲအဲ့တော့ရင်အားထက်ပို့ပြီးတော့มาကျွန်တော်တို့တိုင်ပြီးကစင်းရဲသွားမယ်ဒါပဲရင်အားထက်ပို့ပြီးကြက်တဲလာမယ်ခင်ဗျားတို့လက်ထဲမှာပစ္စံတွေအများကြီးကင်နိုင်မယ်ဒါပေမဲ့ကျွန်တော်တို့အသုံးပြုရတဲ့နေရာမှာအဲ့အများကြီးကရှော့ကနေရှော့ကနေနဲ့နော်တန်ချင်းမရှိတော့ ော်နော်အဲ့လိုရင်းဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့မှဒီထက်ဆင်းရဲသွားမယ်တိတ်ကြောက်စရာကောင်းပါတယ်ဒါအနောက်သာတိုးပြီးရင်ကျွန်တော်တို့မျက်ကုံးလှုပ်တော့ပဲမျက်ကုံးလှုပ်တော့ပဲတိုင်းပြည်ကပုံဆိုးတော့မယ်နော်တခုရှိတယ်တိုင်းပြည်တိုးတက်နေလို့လာသာတိုးပြီးနေတော့အားအရဝမ်းသာစရာနော်နောက်တစ်ခုပါလဲဆိုတော့အထူးဖြင့်ဒီနေရာမှာမင်းတို့စစ်တပ်ကကောင်းကြီးပြောကြတာအသက်နဲ့ရင်းပြီးတော့မှရှေ့အမ်းမှာတိုက်နေရတယ်မင်းတို့ဘဝကြီးနော်အခုပုံစင်းလုံးရဲ့တံကိုဒီကောင်းလေးပူခံရတယ်နော် အချွေးတွေပတ်ချလဲဝိုင်းနေတာเนาะကျွန်တော်ဟိုဘက်အစီအစဉ်မှာကျွန်တော်ပြောခဲ့တယ်ဒီနေ့လာစာထုတ်တယ်ထုတ်လိုက်တဲ့လာစာသူတို့လက်ထဲမှာမရောက်ဘူးတက်တာဆိုင်နဲ့ဟိုဖြက်ဒီဖြက်ဥပိုင်ပါညာနဲ့ကုံရောเนาะအဲ့မှာပြင်တက်တာဆိုင်တွေ့တက်တာဆိုင်နေနောက်ထပ်ထပ်ပြီးတော့မာချလာเนาะဒါပဲပေါ့เนาะအော်အခုလာစာ၃၃တောင်းတိုးပေးလိုက်ဘာမှဒီကောင်ကြီးဖြစ်လာမှာမဟုတ်အဲ့တော့ငွေကြေးရပုံပြီးတော့ဖောင်းပွားလာမယ်သူတို့ရဲ့လစဉ်ကုန်ကြစည်းက၃သောင်းမခပုံပြီးတော့မှမြင့်တက်သွားအောင်မယ်ကုန်စည်းတော့တက်လာမှာပေါ့နော်ဆိုတော့ရလာတဲ့ လာစာတိုးမူကကုံစည်းနှုတ်တက်တာကိုလိုက်မမီတဲ့အခါမှာအခုစစ်တပ်ထဲကောင်ပိုဒုက္ခရောက်မှာမင်းတို့ကောင်မင်းတို့ကောင်ပိုဒုက္ခရောက်မှာဝမ်တာမနေနဲ့နော်မင်းတို့နဲ့တဲ့နဲ့လာမှာနစ်တတ်လည်းနစ်သွားမှာမင်းတို့ကောင်နော်အဲ့တော့မိန်းမတွေကဘာဖြစ်ကုန်မလဲအေးမိန်းမတွေကကံကံကောင်းရင်အပြင်တွေကရောက်ပြီးတော့ဘာညာတွေဖြစ်ကုန်မလဲဖြစ်တာတွေလည်းရှိပါတယ်နော်အဲ့တော့ပြောရလို့ရှိရင်မင်းအောင်လိုက်ကသူ့ရဲ့အကျိုးစီးပွားအတွက် ခင်ဗျားတို့ဝန်ထမ်းတွေကိုကူညီတာမဟုတ်ဘူးခင်ဗျားတို့ကိုပိုနှက်တဲ့ဒုက္ခတွင်တွေကိုတွန်းချလိုက်တာနဲ့ဘာမှမချဘူးအဲ့ဒါသဘောပေါက်ဖို့လိုတယ်နော်ဒီမှာကျွန်တော်ကတိုးပေးတာကိုမနာလို့ဖြစ်လို့မဟုတ်ဘူးတကယ်လက်ရှိပဂိအရှိတရားကအဲ့ဒီအတိုင်းပဲအဲ့ဒီအတိုင်းပဲကြိုက်တဲ့စီဝါရေးပညာရှင်ကိုမြင်ကြည့်လိုက်ခင်ဗျားတို့စီဝါရေးအဲ့ဒီကုံစင်းတော့တက်မတက်ကြိုက်တဲ့စီဝါရေးပညာရှင်မြင်ကြည့်လိုက်ဘယ်လက်ထင်ဘာမှရှိမှာမဟုတ်ဘူးအဲ့တော့ तू ကပြောချင်တာကတော့ပရမတ်တစ်ခုကပါလေသူ့ကိုဂျေဇူးရှင်အလားတူက ထင်ရောက်အထင်ရောက်သွားစေဖို့ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ငါ့ကိုထောက်ခံမင်းတို့ကိုအခွင့်အရေးပေးမယ်ဆိုတာနော်ဒါပဲပေါ့နော်အဲ့တော့ကျွန်တော်တို့တက်ရောက်မှုကဘာရောကိုယ်စိတ်လုံးတွေပိုတက်လာမယ်ကျွန်တော်တို့ဒုက္ခတွေပိုရောက်သွားမယ်ကျွန်တော်တို့ပိုပြီးတော့ဆင်းရဲသွားမယ်အဲ့ဒါတက်ရောက်မှုပဲလောလောဆယ်အနေထားကတော့ဟုတ်တယ်လို့လို့တော့ရှိသွားတယ်ဒါပေမဲ့တကယ်တက်ရောက်မှုကကျွန်တော်တို့ပိုပြီးတော့မှဒုက္ခတွင်တဲ့ကိုကျွန်တော်တို့ကိုကန်ချလိုက်တာ ਨੇ အတူတူပဲဆိုတာကျွန်တော်မိတ်ဆွေတွေသဘောပေါက်ဖို့လိုတယ်ဒါကြောင့် ကျွန်တော်အချုပ်အနေနဲ့သုံးသပ်ရင်အကြက်ဖက်စစ်ကောင်စီရဲ့ဒီလစာတိုးမြင့်မှုဟာပြည်သူကိုချစ်လို့ဝန်ထမ်းကိုစေတနာရှိလို့လုပ်ပြီးတာလုံးဝမဟုတ်ဘူးเนาะဒါရွေးကောက်ပွဲအတွက်နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုပဲเนาะသူတို့ရဲ့ချမ်းသာကြော်ရောင်းမှုနဲ့ရှင်လို့ရှင်အလွန်သေးငယ်အပိုင်းစာလေးကခင်ဗျာအဲ့ဒါအဲ့ဒါလေးတစ်ခုပိုင်းစာလေးတစ်ခုပဲเนาะအဲ့တော့အဓိကရလဒ်ကတော့ထိမ့်မနိုင်တိမ့်မရတဲ့ငွေကြေးဖောင်းပွားမှုနဲ့အတူကျွန်တော်တို့ပြည်သူတရားလုံးအထူးသဖြင့်အခြေခံလူဒန်းစားတွေနဲ့သူတို့ရဲ့เนาะအောက်ခြေတပ်သားတွေပါမကြံအားလုံးဟာ ဒုက္ခပင်လေဝေချောင်းအောင်ပါပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီလစာတိုးမြင့်မှုနောက်ွယ်ကအန္တရာယ်ကိုပြည်သူအားလုံးတရိပ်ပြူမိကြဖို့ကျွန်တော်တရားလေးကိုပြောရခြင်းဖြစ်ပါတယ်နော်။စေတနာရှိလို့မဟုတ်ပါဘူးဆိုတဲ့အကြောင်းပါ။ဟုတ်ကဲ့ပါ။ကျွန်တော်တင်ဆက်မှုကတော့ဒီနေ့ဒီတော့ပါပဲ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။